ရိတ်သားတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်ကိုမစားခင်မှာ channel ကို subscribe လုပ်ဘေးနားကောင်းအောင်နှိပ်ပြီးတော့ပြီးရင်လည်းဒီနေ့ပိုင်းလေးကို VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြဖို့မြေတားရက်ခံရင်နဲ့ချစ်တဲ့ဆွေမောဗျာအဲအဲ့တော့ဒီနေ့ပါကတော့ကဘာကိုဖျက်မဲ့တခြားသောရက်ကဂျိုသားတွေအပိုင်းလေးကိုဆက်လက်ပြီးတော့ရှူစားကြအောင်ပါခင်ဗျာဒီပိုင်းဆက်မှာကတော့ရေကန်းစားတစ်ခုမှာမျောနေတဲ့အယုတ်ခေါင်းပြက်ကြီးတစ်ခုကိုမြင်တွေ့ရပြီးဒီခေါင်းပြက်ကဘယ်ကနေရောက်လာလဲဆိုတော့မသိရပါဘူး နောက်တစ်ခါမှာတော့ Carrie Dane Sevina နဲ့အာသာတို့က Zimomov ဥတွေကနေအတန်းချောင်းသတိလစ်သွားတဲ့ဝင်ဒီကိုစမ်းသပ်တာတွေလုပ်နေပါလေ။အာသာကဝင်ဒီရဲ့အကြအောင်ကိုပိတ်ချထားတဲ့အတွက်သူတို့တွေဘာပြောနေကြလဲဆိုတာတော့ဝင်ဒီတောင်မကြားပါဘူး။ Carrie ကငါတို့ရင်ပြတ်ကြရနေအောင်စင်းတော့အတန်းတစ်ခုကြားတယ်လို့ဝင်ဒီပြောတယ်။သူ Zimomov နဲ့နီးလာလေအတန်းပိုကျဲလာလေပဲ။မနေ့ညငါတက်ခွဲကန်းထဲမှာ Zimomov ဥတွေကိုခွဲစိတ်နေတော့သူအခုလိုဖြစ်သွားပဲလို့ Dane Sevina တို့ကိုပြောလိုက်ပါလေ။အဲဒီအချိန်မှာပဲ Brian Cavalier နဲ့ Gali တို့အခန်းထဲဝင်လာကြပြီးတော့ Cavalier က ခါရစ်ကိုမင်းမတခြားစမ်းသပ်စရာမရှိဘူးလားဒီတော်ဝါတွေကဒီတိုင်းထားလို့ဘာမှသိလာမှာမဟုတ်ဘူးလေလို့ပြောပြီးတော့ဂျိုသားမျိုးစိတ်တွေကိုဆက်ပြီးတော့လေ့လာဖို့ခိုင်းလိုက်ပါလိပြီးတော့မင်းလည်းဒီကထွက်သွားလို့ဒိန်းစီဗီနာကိုပြောလိုက်ပြီမယ်စီဗီနာကမဖြစ်ဘူးဝင်းဒီယာကြောက်နေတာကျမတို့သူလိုအပ်တယ်လို့ပြန်ပြောလိုက်ပါလိကယ်ဗလီယာကမင်းကသူ့အမေမဟုတ်ဘူးဒါနီးပညာဖြေရှင်းရမယ့်ကိစ္စမိခင်မြေတာလုံးနေရမဟုတ်ဘူးမင်းတခြားစမ်းသပ်စရာရှိတာတွားလို့လို့ပြောလိုက်တော့စီဗီနာလည်းမတတ်နိုင်တော့ပဲဝင်းဒီကိုထားခဲ့ပြီးတော့ထွက်လာလိုက်ရပါလိဒီတော့မှကယ်ဗလီယာကအာသားကို ငါတို့ဝင်ဒီကိုအကြအောင်ပြန်ဖွင့်ပေးရအောင်ဒါဟဝဲပြဿနာလားဆော့ဝဲပြဿနာလားဖြေရှားမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီမှာပဲအတမ်နဲ့ဂျိုးတို့ဝင်လာကြပြီးတော့ဂျိုးကသူညမနားကိုပြေးသွားပြီးတော့မင်းအစင်ပြေလားလို့မေးလိုက်တော့အာသာကသူမင်းပြောတာမကြအောင်သူ့အကြအောင်ကိုပိတ်ထားလို့ပြောလိုက်ပါတယ်ဂျိုးလည်းအံ့ဩသွားပြီးတော့အဲ့ချိန်မှာပဲကေဗလီယာကဟိုင်းငါတို့မဆုံးကြဘူးသေးဘူးနော်လို့ဂျိုးကိုနှုတ်ဆက်လိုက်ပါတယ်ပြီးတော့ကေဗလီယာကမင်းငါးစီမှာအလုပ်လုပ်တာပဲမင်းအဆုတ်ရောဘလို့နေလဲလို့မေးလိုက်တော့ဂျိုးကကောင်းပါလေလို့ပြန်ဖြေလိုက်ပါတယ်ဝန်ဒီကတော့သူ့ကိုငါနေပြောတာမကြအောင် ငါတက်ခွဲခန်းထဲမှာအတန်တစ်ခုကြားခဲ့ရတာအဲ့အတန်ကြောင့်ငါခေါင်းထဲမှာနာနေတာလို့ပြောလိုက်ပါလေဂျိုးကတက်ခွဲခန်းထဲမှာဘာရှိလာလဲလို့မေးလိုက်ပေမယ့်အာသာတို့ကပြန်မဖြေတဲ့အတွက်ဂျိုးလဲဂျိုးသားမျိုးစိတ်တွေကိုဒီကိုတဲလာတယ်ဆိုတာသဘောပေါက်သွားပါလေကေဗရီယာကငါတို့ချိန်ဖြုံးနေရပဲဝန်ဒီရဲ့အကြအောင်ကိုပြန်ဖွင့်ပေးလိုက်လို့ပြောလိုက်တဲ့အတွက်အာသာလည်းပြန်ဖွင့်ပေးလိုက်ပါလေပြီးတော့အာသာကဝန်ဒီအတွက်အတန်လှိုင်းနေချိန်ပေးပြီးငါအတန်ကိုကြားပြီလားလို့မေးလိုက်တော့ဝန်ဒီလည်းကြားပြီလို့ပြန်ပြောလိုက်ပါလေဝန်ဒီကသူ့ကိုနေပဲရောက်နေရလဲလို့မေးလိုက်တော့ဂျိုးက ငါခွဲကန်းဝင်နေတာဒါမှစိတ်မပူနဲ့ငါအကုန်ကောင်းသွားပါပြီလို့ပြန်ပြောလိုက်ပါလေအသားဝင်ဒီကိုဘာဖြစ်ခဲ့တာလဲပြန်ပြောပြပါလားလို့မေးလိုက်တော့ဝင်ဒီကကျမနိုးလာတော့အတန်တစ်ခုကြားမိတာအဲ့တန်ပိုးကောင်နေတဝီပြန်နေတယ်လို့ပဲကျမအဲ့ဒီအတန်လာနေအောင်လိုက်ရှာကြည့်တော့ဓာခွဲကန်းတွေကနေလာနေတာခါရီကအဲ့ထဲမှာဥတွေကိုစမ်းတက်နေတာအဲ့ဒီမှာအော်ဟိနေကြတာလို့ပြောလိုက်ပါလေအသားဥတွေကအော်နေလားလို့မေးလိုက်တော့ဝင်ဒီကမဟုတ်ဘူးခလေးကအော်နေတာလို့ပြောလိုက်ပါလေအသားโอเคမင်းကြားနေရတာဗာလေဘာလို့ကြားနေရလဲဆိုတာအဖြေရှာမယ် င်းရင်အဲ့ဒီတန်ရက်သွားအောင်လုပ်ပေးမယ်လို့ပြောလိုက်တော့ဝင်ဒီယောကေဗလီယာယောကနှိုးမရဘူးလို့ဗျာညူပြောလိုက်ပါလေကေဗလီယာကဝင်ဒီကဂျိုးသားစကားကိုကြားနိုင်တယ်လေမင်းကတော့ပိတ်ပစ်မှလားလို့မေးလိုက်တော့ဂျိုးကသူညီမကိုအဲ့ဒီတန်ကမင်းကိုနာကျင်စေတယ်ဆိုရင်ရက်တင်တယ်လေလို့ဝင်ပြီးတော့ပြောလိုက်ပါလေဝင်ဒီကမဟုတ်ဘူးသူတို့ငါ့ကိုရွေးချယ်သွားလို့ငါထင်တယ်သူတို့ငါ့ကိုစကားပြောနေတာငါအတန်ကြားကျင်တယ်လို့ပြောလိုက်တော့ကေဗလီယာကโอเคကောင်းတယ်စမ်းသမ်းမှုစလိုက်တော့လို့ပြောလိုက်ပါလေအာဒါလည်းကောင်းပြီလေဆိုပြီးတော့အတန်ချိန်နှုံးတွေမျိုးမျိုးပြောင်းပြီးတော့ ဂျိုသားတန်ကိုဝင်ဒီကြောင်းလှုပ်ပေးလိုက်ပါလေ။ဂျိန်တော့အမြင်ဆုံးတင်လိုက်တော့ဝင်ဒီလည်းဂျိုသားတန်ကိုပြန်ပြီးတော့ကြားလိုက်ရပါလေ။ဒါပေမဲ့အတန်ကခုနလိုပဲနားထဲမှာမခံနိုင်အောင်ဖြစ်နေတဲ့အတွက်အာသားကိုပြန်ပိတ်ခိုင်းလိုက်ပါလေ။ကေဗလီယာကကာလီကိုမင်းတို့ဘာကြားရလဲလို့လမ်းမေးလိုက်တော့ကာလီကမသိဘူးလေ။ကြားရင်ကြားမိမှာပေါ့လို့ပြန်ပြောပါလေ။ကေဗလီယာကငါကြားချင်တော့လာမပြောနဲ့။အမှန်တိုင်းပြောလို့ပြောလိုက်တော့ကာလီကသူဘာမှမကြားဘူးလို့ဝင်ခံလိုက်ပါလေ။ကေဗလီယာအာသာကိုဖယ်ကားလိုက်ပြီးတော့ဝင်းဒီကိုဒီအတိုင်းငါတို့ကြားနိုင်တဲ့ဂျိန်နှုံးနဲ့ပြင်ပေးလို့ရမလားလို့မေးလိုက်တော့ဝင်းဒီက ဘယ်လိုလုပ်ရမှာလဲလို့ပြန်မေးပါတယ်ကယ်ဗလီယာကမင်းရဲ့အတန်းအတန်းလို့သဘောမထားနဲ့စပီကာတခုလို့သဘောထားအတန်းမင်းရဲ့လှုပ်ဆောင်မှုစနစ်ထဲမှာပါတယ်မင်းလုံးနိုင်တိုင်းအများကြီးရှေ့ဆောင်ငါသိတယ်ဂျိုသားဘာသာစကားကိုငါတို့ကြားနိုင်အောင်မေးစမ်းကြည့်လိုက်လေလို့ပြောလိုက်ပါတယ်ဝန်ဒီလက်ဆန်းလုပ်ကြည့်တော့သူ့ပါဇက်ကနေဇီနိုမော့ဂျိုသားတွေပြောတဲ့အတန်းကထွက်လာပြီးအကုန်လုံးအံ့ဩသွားကြပါတော့တယ်ကယ်ဗလီယာကဝမ်းသာအားနဲ့ကာလီကိုမင်းပြင်းတဲ့စကားပြောတတ်တာကောင်းပါတယ်ဒါပေမဲ့ဒါမျိုးကိုလုံနိုင်လားလို့ခန့်နေလိုက်ပါတယ်ဝန်ဒီနေရာကိုယူပြီးတော့ဦးစားပေးခံခြင်းနဲ့ကာလီကတော့ ခံပြင်းတဲ့ပုံဖြစ်နေခဲ့ပါပြီအဲ့ဒီမှာပဲဂျိုးကတော်ပြီလို့သူ့မကိုဝင်တားလိုက်ပြီးတော့သူအနိုင်ဖို့လိုတယ်လို့ပြောလိုက်ပါတယ်ကယ်ဘလီယာကသူ့မမျိုးတစ်မျိုးဓာတ်အားပေးနိုင်တယ်လီသီယမ်အိုင်ယွန်ဘက်ထရီတက်ပေးထားတာသူနားဖို့မလိုလို့ပြန်ပြောလိုက်တော့ဂျိုးက "तू အဆက်မဟုတ်ဘူးကလေးပဲရှိသေးတာအခု तू ကြောက်နေပြီလို့ပြောလိုက်ပါတယ်အာသာလည်းဟုတ်တယ်ဆရာ तू ညလည်းတော်လေးပင်ပန်းထားတာအနိုင်ဖို့လိုမယ်ထင်တယ်လို့ဝင်ပြောလိုက်တော့ကယ်ဘလီယာလည်းလက်ခံလိုက်ပါတော့တယ်အဲ့တော့နိုင်ဂျိုးလဲဝင်ဒီကိုသူ့အခန်းကိုပြန်ခေါ်သွားပါလိမ့်။ဝင်ဒီတို့ထွက်သွားတော့ကေဗလီယာကအတမ်ကို မေးဘလို့ထင်လဲလို့မေးလိုက်ပြီးတော့အတမ်ကရန်လိုတဲ့ဂျိုးသားမျိုးစိတ်ကစကားပြောဖို့ဆုံးဖြတ်လာရင်ဘာတောင်လဲဆိုတော့မေးဖို့လိုမယ်ထင်တယ်လို့ပြောလိုက်ပါတယ်ကက်ဗလီယာကဒါမဲ့ဒီကောင်တွေကဝင်းဒီကိုပြောနေတာမဟုတ်ဘူးလေသူတို့ချင်းချင်းပြောနေကြတာဝင်းဒီကကြားရတာလို့ပြောလိုက်တော့အတမ်ကဟုတ်တယ်ဒါမဲ့သူတို့ဒါကိုလည်းသိတယ်လေလို့ပြန်ပြောလိုက်ပါတယ်ပြီးတော့အတမ်ကဒီသတ္တဝါတွေကိုယူတန်နီကိုပြန်ပေးလိုက်ပြီးတော့လုံလဆာလုပ်ကိုပဲပြန်သွားရင်မကောင်းလားလို့မေးလိုက်တော့ကက်ဗလီယာကလက်မခံပဲဂျိုးသားတွေကြောင့်သူတို့ပဲလေးလာမယ်လို့ပြန်ပြောလိုက်ပါတယ်ပြီးတော့ဂျိုးကိုလည်းသူဒီမှာဆက်နေလို့ရတယ် ေးဒါမဲ့အလုတ်လုတ်ပေးရမယ်လို့ပြောလိုက်ဒါငါကဘာလီ तू ကဒီထဲမှာနေနေတာလို့အတိုင်းကိုမှားလိုက်ပါလေဝန်ဒီကတော့သူ့ကိုအခန်းထဲခေါ်လာပြီးတော့သူဆွဲထားတဲ့ပုံတွေကိုပြလိုက်တော့ဂျိုးလည်းသူညီမဆွဲထားတဲ့ပုံတွေကိုကြည့်ပြီးတော့သဘောကျနေပါတော့တယ်ဝန်ဒီကဒါငါအိယာတကယ်တော့အားသွင်းတဲ့နေရာပေါ့ဒါမဲ့အိယာပါပဲလို့ပြောတော့ဂျိုးကနေမအိဘူးလားလို့မေးလိုက်ပါလေဝန်ဒီကငါမအိဖြစ်ဘူးလို့ပြောလိုက်ပြီးတော့ဂျိုးသားစကားကိုကြားချင်လို့နေငါ့ကိုစိတ်ဆိုးနေလားပြီးတော့နေငါ့ကိုအတုပလှုပ်ပေးခဲ့ရလို့ရောလေးလို့မေးလိုက်တော့ဂျိုးက ငါနဲ့ကိုစိတ်မဆိုးပါဘူးငါတို့ကိုပဲစိတ်တိုးတာနေဆေးုံတက်နေရတော့ငါ့ကိုလာတွေးခွင့်မပေးခဲ့ဘူးလေအဖေကိုလည်းမတွေ့ဘူးလို့ပြောလိုက်ပါတယ်ဝင်းဒီကဒါဆိုနေလာခြင်းခဲ့တာပေါ့လာဖို့နီလန်းရှာမတွေ့လို့သာမလာနိုင်တာပေါ့လို့မေးလိုက်ပြီးဂျိုးကလည်းဟုတ်တယ်နီလန်းသာရှိလို့ကတော့ငါလာပြီးနေပြီဒါပေမဲ့စစ်ဖြစ်နေရလေငါလည်းကဘာတစ်ဖက်ချမ်းကိုရောက်နေတာလို့ပြန်ပြောလိုက်ပါတယ်အဲနောက်တော့မောင်နှမနှစ်ယောက်သားတို့ငငယ်ကကြည့်ခဲ့တယ်ကာတွန်းကားကိုအတူတူပြန်ကြည့်ကြပါတယ်ဒါမှမှကားရီကတော့မော်ရိုတယောက်စလိုက်ဒီကိုလဲဘင်းညစ်တော့ကလဲဘင်းနဲ့ကိုတစုံတစ်ခုထည့်ပေးလိုက်တယ်စွာကူတီးသွားခဲ့ပါတယ် စတိုက်ဒီကတော့မော်ရုံနဲ့စကားတွေဆက်ပြောနေပြီမော်ရုံကကလေးစိတ်ပဲရှိသေးတဲ့စတိုက်ဒီကိုသူ့တငယ်ချင်းလို့ယုံကြည်လောင်းလို့တဖြည်းဖြည်းနဲ့စီယုံတိမ်သွင်းနေခဲ့တာပါပြီးတော့မော်ရုံကငါမင်းအကူအညီလိုအပ်တယ်ငါ့ကိုမင်းတို့ယူသွားတဲ့ဥတလုံးပြန်ပေးပါလို့ပြောလိုက်တော့စတိုက်ဒီကမကောင်းဆိုအဥလားမဖြစ်ဘူးအဲ့ဒါဆိုခိုးသလိုဖြစ်နေမှာပေါ့လို့ပြန်ပြောလိုက်ပါတယ်မော်ရုံကခိုးတာမဟုတ်ဘူးလေကွာအဲ့ဥကငါပိုင်တာပဲဟုတ်သူတို့တွေငါစီကခိုးသွားကြတာလို့ပြောလိုက်ပြီးတော့မင်းမှန်ကန်တော်လို့ချင်တယ်မလားအဲ့တော့ပန်းရှင်စုပြန်ရတာလို့သဘောထားလိုက်လေလို့ပြောလိုက်ပါလေပြီးတော့မော်ရုံက ငါတို့တယောက်ကိုတယောက်ယုံကြည်ဖို့လိုတယ်ကွာငါနိုင်မဲ့မင်းကိုပြောပြမယ်ငါနိုင်မဲ့ရင်းကကူမီမော်ရိုးပဲမင်းနိုင်မဲ့ကရောဘာလဲလို့မေးလိုက်တော့ slidey ကအာရုစစ်မာလို့ပြောပြလိုက်ပါတယ်အဲနောက် slidey တယောက်သူ့အခန်းကိုပြန်လာတော့အခန်းထဲကိုခါရီရောက်နေတာကိုမြင်ရပြီးတော့ slidey လဲလန့်သွားခဲ့ပါတယ်ခါရီက slidey ကိုငါမေးကုန်းတစ်ခုမေးမယ်ဒေတာစဉ်းစားပြီးတော့ဖြေတကယ်လို့သာငါတခြားလူတွေကိုနားကြောင်လို့တော့မယ်ဆိုရင်မင်းကောက်တားဖို့လုံးမလားဒါမဟုတ်တခြားနီလန်းရှာမလားလို့မေးလိုက်ပါတယ်စလာဒီယာကျွန်တော်တငယ်ချင်းအတွက်ယက်တီပေးမှာပါလို့ပြောလိုက်တော့ခါရီက ကောင်းတယ်လို့ပြောပြီးတော့ပြန်ထွက်သွားပါလေ။စတီကသူမော်ရိုနဲ့ခိုးပြီးတော့ဆက်သွယ်နေရအောင်ခါရီတီးသွားပြီထင်လို့လန့်နေပြီမဲ့ခါရီကဘာမှပြောပဲထွက်သွားခဲ့တာပါ။နောက်တစ်ခါမှတော့ခါရီတို့ကစမ်းသပ်ခန်းထဲမှာစိတ်တကောင်ထဲထားပြီးစိတ်ရဲ့ကောင်းမှာအာယံခံကရိယာတွေလည်းတတ်ထားပါလေ။ပြီးတော့စိတ်ရှိနေအခန်းထဲကိုမျက်လုံးတစ်လုံးရေပွဲလိုဂျိုသားကောင်ထဲပေးလိုက်ပါလေ။ဂျိုသားကောင်ကစိတ်ကိုမြင်လာနိုင်စိတ်ရဲ့မျက်နှာပေါ်ကိုပြေးကပ်လိုက်ပါလေ။ဒီစမ်းသပ်မှုကကေဗလီယာနဲ့အဒမ်တို့လည်းလာကြည့်နေပြီးတော့ကေဗလီယာကဂျိုသားတရဝိုင်းလှူရှားမှုတွေကိုစိတ်ဝင်စားနေပါလေ။ မချာခင်မှာပဲဂျိုသားရဲ့တိုက်ခိုက်မှုကြောင့်စိတ်ကသွေးတံရဲရဲနဲ့လဲကြသေးဆုံးသွားပြီးတော့မျက်လုံးတစ်လုံးနဲ့ရေပွဲကစိတ်ရဲ့မျက်လုံးကိုဆွဲထုတ်ပြလိုက်ပြီးတော့အဲ့ဒီမျက်လုံးနေရာကိုဝင်နေလိုက်ပါလေခနာကြမှာတော့ကုလေးရင်သေးဆုံးသွားတဲ့စိတ်ကပြန်ထလာပြီးဂါရီတို့ကိုစိုက်ကြည့်နေပါတော့တယ်စိတ်ရဲ့အုံနောက်ကအချက်ပြလိုင်းတွေကလည်းချက်ချင်းပြောင်းလဲသွားတာကိုမြင်လိုက်ရပါလေဂါရီလည်းစမ်းသပ်ခမ်းနားကိုကတ်သွားတော့မျက်လုံးတစ်လုံးရေပွဲဝင်ကတ်တွေထားတဲ့စိတ်ကသူ့ကိုတောက်လျှောက်လိုက်ပြီးတော့စိုက်ကြည့်နေပါလေအတိုင်ကတော့စိတ်ရဲ့အပြုတ်မှုတွေကိုကြည့်ပြီးတော့ဒီထက်ကတကောင်းသားလွတ်သွားရင် အန်ရရမ်းများတယ်လို့သတိပေးပေမဲ့ဂေဗလီယာကတော့အကောင်းဘက်ကကြည့်ပါလို့ပဲပြန်ပြောလိုက်ပါလေဂေဗလီယာလည်းသူ့ဘက်ကိုအအောင်ပြောင်းအောင်လှုပ်လိုက်တော့စိတ်ကဂေဗလီယာဘက်ကိုလှည့်လာပြီးတော့သူ့ကိုစိုက်ကြည့်နေပါလေနောက်တစ်ခါမှတော့အာသာဒိန်းဆီဗီနာကိုဓာခွဲကန်းတဲ့ကနေခေါ်ထုတ်လာပြီးတော့ခြေတိုင်းကိုဆင်းလာပါလေသူ့ပုံစံဒေါသထွက်နေလို့ဖြစ်နေရောဆီဗီနာကအာသာဘာဖြစ်နေရလဲလို့မေးလိုက်ပါလေအာသာငါတို့ဒီမှာဘာလုပ်နေရလဲဒါအသိပ္ပံမဟုတ်တော့ဘူးငါတို့ဝင်ဒီတို့လိုမျိုးဆက်တွေကိုလေ့လာနေအောင်မြင်နေပြီလေအဲ့ဒါကိုသူကဂျိုသားမျိုးစိတ်တွေမနခုမှန်းမသိယူလာပြီးတော့ ပေါက်ကြရီလုံနေတာလေးလို့ပြောလိုက်တော့စေဗီနာကငါတို့ကကုမ္ပဏီပဲလေးလာမှုနှစ်ခုကိုဖြိုင်သူလုံနိုင်မှာပါလို့ဖြောင်းပြလိုက်ပါလေအာသားဝင်းဒီတို့အစင်းသေးမဖြစ်သေးဘူးဘသူမှ ready မဖြစ်ကြသေးဘူးငါစိတ်ပူတာငါတို့မှားသွားရင်ဒီကလေး၆အောင်လုံးကိုတတ်မိသွားနိုင်တယ်ငါတို့စီမင်းတွေတိုင်းချင်းကပ်စုံစားမယ့်ကိစ္စတွေကိုပြန်သုံးသပ်မယ်လို့ပြောလိုက်တော့စေဗီနာကစိတ်ရည်ထားပါကျမတို့ဒီညတေးတာဆွေးနွေးကြမယ်အဖြေရှာတွေ့မှာပါလို့ပြောလိုက်ပါလေအဲ့ဒီချိန်မှာနေ့ကြောက်လာပြီးတော့ကျမမှာသတင်းကောင်းရှိတယ်ကျမကိုဝင်ရှိနေပြီလို့ပြောလိုက်ပါတော့တယ် ဇေဗနာတို့လည်းအံ့ဩသွားပြီးတော့အာသားမင်းကိုမရှိနိုင်ဘူးလေမင်းကဆက်တစ်ခုလေးလို့ပြောလိုက်ပါလေနေကစိတ်ဆိုးပြီးတော့ကျမဆက်မဟုတ်ဘူးဘာလို့တို့ပြောရလဲလို့អော်ပြောလိုက်တော့ဇေဗနာက "तू အဲ့လိုသဘောပြောတာမဟုတ်ပါဘူး"လို့ဝင်ပြန်ပြေးပေးလိုက်ပြီးအမေတို့ရုံးခန်းထဲစကားသွားပြောအောင်ဆိုပြီးတော့ခေါ်လာလိုက်ပါလေရုံးခန်းထဲရောက်တော့ဇေဗနာကကလေးတွေဘလို့ဖြစ်လာလဲသမီးသိလားလို့မေးလိုက်တော့နေကဘုရားသခင်ခေါ်လာလေလို့ပြောလိုက်ပါလေဇေဗနာဟုတ်ပါလေဒါပေမဲ့တခြားနည်းရှိသေးတယ်ကလေးတောင်ဖြစ်လာဖို့ဇီဝပေတာနီးရအဖိုးထဲမှာနီးနောဆက်နိုင်မှုရှိဖို့လိုတယ်လို့ပြောလိုက်တော့ နေကကျမအဲ့ဒါကိုသိတယ်ဒါမဲ့ယေရှုမပါဘူးလေသူ့အမေကဒီလိုလုပ်တာမဟုတ်ဘူး तू ကဒီတိုင်းပဲမွေးလာလို့ပြောလိုက်ပါလေဇေဗီနာအမေမင်းတို့အသေးစားမပြောပြခဲ့ရသေးဘူးမင်းတို့ရဲ့ခန္ဓာကိုယ်ပြုတ်လုထားတာကတာမန်လူတွေနဲ့မတူဘူးအထူးသဖြင့်အတွင်းပိုင်းဖွဲ့စည်းပုံပဲတမျိုး diagram ပုံလေးပြမယ်ဆိုတော့စာဝတ်တွေကိုယူသွားတော့နေကမကြည့်ချင်ဘူးဆိုပြီးတော့စာဝတ်တွေကိုခြေထောက်နဲ့ကန်ချလိုက်ပါလေဇေဗီနာလည်းနေရဲ့အပြုမူတွေကိုကြည့်ပြီးတော့အံ့ဩနေပြီးနေကတော့ကလေးကမင်းကလေးထင်တယ်သူ့နာမည်ကို Clarissa လို့ပေးမယ်လို့ပြောလိုက်ပါလေ ဇေဗနာရင်ပြထဲမှာတော့ငါဘာဖြစ်ခဲ့တာလဲလို့မေးလိုက်ပြီးနေကတော့ကြောင်ထဲကနေမျက်လုံးတစ်လုံးနဲ့ရေပွဲဂျိုသားထွက်လာတာကိုပြန်မြင်အောင်နေပြီးတော့ကျမအဒီအကြောင်းကိုမပြောချင်ဘူးလို့ပြန်ပြောလိုက်ပါတယ်ဇေဗနာကအဲ့တရဝါရီကမင်းကိုထိခိုက်အောင်လုပ်လို့မရပါဘူးသူတို့ပိတ်လောင်ထားပြီးပါပြီလို့ထပ်ပြောတော့နေကကျမအဲ့အကြောင်းကိုမပြောချင်ဘူးပြောနေရလေးလို့ပြောလိုက်ပြီးဇေဗနာကိုခုံအုပ်လိုက်ပါတယ်ဇေဗနာကငါစိတ်မကောင်းပါဘူးခလေးမလို့ပြောလိုက်တော့မှနေကဇေဗနာကိုလွတ်လိုက်ပြီးတော့ sorry လို့ပြောလိုက်ပါတော့တယ်ဇေဗနာကနေအတွက်လက်ဖိတ်ဖြော်ပေးမယ်လို့ပြောပြီးတော့ ကောင်တာအောင်မှာရှိတဲ့ခလုတ်တစ်ခုကိုနှိပ်လိုက်ပါလေမကြာခင်မှာပဲလုံကြုံကြီးတွေရောက်လာပြီးတော့ဆေဗီနာကကလေးမငါမေးနေဟာငါကယ်ရီယာနဲ့တွေ့ရအောင်မင်းတို့ရမင်းကိုခန်းထဲခေါ်သွားလိမ့်မယ်လို့ပြောလိုက်ပါလေနေထွက်သွားတော့ဆေဗီနာကလုံကြုံကြီးခေါင်းဆောင်တယောက်ကိုသူခန်းထဲကိုပြန်ပို့ပြီးတော့တေးချာတကားလုံးပိတ်ထားလိုက်ကြီးကျက်သူ့ကိုအစင်သုံးဖြစ်စဉ်ဖြစ်နေပြီလို့ပြောလိုက်သူဘာလို့ရမလဲသိလိမ့်မယ်လို့မှားလိုက်ပါလေတပတ်မှတော့အတိုင်ကဂျိုးကိုခေါ်တွေ့ပြီးတော့ဝင်းဒီကိုမင်းညီမလို့ခုထိယူဆသေးလားငါတို့လည်းမင်းလိုလူမျိုးလိုအပ်ပါလေငါတို့ကဝင်းဒီကိုလေးလာမှုတွေလုပ်နေတော့မယ် သူခန္ဓာကိုမပြောင်းလဲခင်နဲ့အခုနဲ့ဘာတွေကွာခြားသွားလဲသိကျင်တယ်။မင်းလိုမျိုးဝင်ဒီရဲ့အရင်ကအကြောင်းတွေသိတယ်လို့မျိုးလိုအပ်တယ်လို့ပြောလိုက်တော့ဂျိုးကကျုံမလုံနိုင်ဘူး။ကျုံအလုံးထွက်တယ်လို့ပြောလိုက်ပါတယ်။အဲ့မှလည်းအတမ်လေဒါဆိုလေမင်းကိုမနှက်ပြန်မနှက်ရောက်တာနဲ့ရရင်လည်းပြန်ပို့ပေးမယ်။ဒါပေမဲ့မင်းကငါတို့ protocol ကြီးရဲ့ဝင်နှန်းမဟုတ်တော့ဘူးဆိုတော့မင်းကိုအဆုပ်အစ်လဲပေးထားတဲ့ကုန်ကြမ်းစီကိုပြန်ပေးရမယ်။မင်းတစ်သက်လုံးပြန်ဆက်နေရမှာ။ပြီးတော့ဝင်ဒီနဲ့လည်းမင်းလုံးကဆက်သွယ်မလုပ်ရတော့ဘူး။ဒါမှမဟုတ်ရင်တော့မင်းဒီမှာငါတို့ကူညီပြီးတော့ဝင်ဒီကိုလေးလာပေးလို့ပြောလိုက်တော့ဂျိုးလဲဘာမှတတ်နိုင်တော့ပဲ။ ကျွန်တော်ဒီမှာပဲဆက်နေတော့မယ်လို့ပြောလိုက်ရပါတယ်ပြီးတော့ဂျိုးကကျွန်တော်ညီမကိုကျွန်တော်ဘယ်တော့လောက်အိမ်ပြန်ခေါ်သွားလို့ရမလဲလို့မေးတော့အတမ်ကငါတို့ခုရှင်းပြမယ်ကွာမင်းညီမလို့ခေါ်တဲ့တယောက်ကငါတို့ corporation အပိုင်ဖြစ်နေပြီ तू ကလူသားကူးပြောင်းခံတာတော့ပုံချမ်းမယ်မင်းတို့ဘယ်တော့မှအိမ်ပြန်ခေါ်သွားလို့မရဘူး तू ကလူသားတွေမတည်မျိုးဖြစ်လာစီမယ်အစာပဲလို့ပြောလိုက်ပါတယ်ဂျိုးက तू ကလူသားဖြစ်နေတော့မှာပဲလို့ပြောပေမယ့်အတမ်ကမဟုတ်တော့ဘူးလို့ပြောပြီးတော့ပြန်ထွက်သွားပါတော့တယ်တပတ်မှတော့ဝင်ဒီတယောက်ဆေဗီနာနဲ့တွေးဖို့ချိန်ထားလို့ ရောက်လာတော့စီဗနာမရှိပဲကေဗလီယာပဲရှိနေပါလေ။ကေဗလီယာဝင်းဒီကိုထိုင်ခိုင်းလိုက် ပြီးတော့ဝင်းဒီကရှင်နာရီကိုခွဲစိတ်မကြည့်သင့်ဘူးလို့ပြောတော့ကေဗလီယာသူတို့ကအဲ့လိုပြောတာလားလို့ပြန်မေးပါလေ။ဝင်းဒီကမဟုတ်ဘူးကျွန်မလည်းမသိဘူး။ဒါမဲ့ရှင်ရောရှင်ကိုယင်ခွဲရင်ဘယ်လိုခံစားမလဲလို့မေးတော့ကေဗလီယာသူတို့လည်းငါတို့ဆရာသရဝါရီရဲ့မျက်လုံးကိုဖောက်ပြီးတော့အုံနောက်ကိုစားတယ်။သူ့ကိုတောက်တယ်လေ။ဒီတော့ငါလည်းလှုပ်တာပေါ့လို့ပြောလိုက်ပါလေ။ပြီးတော့ကေဗလီယာမင်းကိုဒီမှာဆက်နေခိုင်းရမလားလို့မေးတော့ဝင်းဒီကနေခိုင်းမှာ तू ကကောင်းပါတယ်လို့ပြောလိုက်ပါတယ် ပြီးတော့ဝင်ဒီကသူတို့ကိုဖမ်းတာမားတယ်သူတို့ပြန်ပို့လိုက်ပါလို့ပြောတော့ကယ်ဗလီယာကတကယ်ပြန်ပို့တင်တာမင်းကိုပဲမင်းကမင်းကိုကြိုက်ပြီမယ်ငါတော့မကြိုက်ဘူးငါ့ကိုဘာလို့တင်နေဆိုတော့ဆရာလာလို့နေကြလို့ပြောလိုက်ပါတယ်ဝင်ဒီကဂျိုးကိုပြန်ပို့ပါနဲ့လို့တောင်းမှန်တော့ကယ်ဗလီယာကသူမင်းနေမကောင်းတော့တော့မလာဘူးလေငါသာမင်းကိုဆိုဘလောက်ပဲဝေးဝေးဘလောက်ပဲခက်ခဲခက်ခဲရောက်အောင်နီးလန်းရှာပြီးတော့လာမှာပဲလို့ပြောလိုက်ပါတယ်ပြီးတော့ကယ်ဗလီယာကဂျိုးသားတွေဘာပြောရလဲဆိုတာမင်းကောင်တိအောင်လုပ်ပေးနိုင်ရင်မင်းကိုစက်နေဝင်ပေးမယ် ဒါပေမဲ့သူအောင်လာနောက်နေတော့ချက်ချင်းပြန်လှုပ်လိုက်မှလို့ပြောလိုက်တော့ဝန်ဒီကမဖြစ်စေရပါဘူး။ကျမဂရီပေးပါတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကာရီနာဒူလက်ဆိုကတော့စိတ်ကိုဆက်ပြီးတော့စောင့်ကြည့်နေတော့မှဒူလက်စ်ကကျွန်တော်နာမည်ပြောင်းချင်တယ်ဗျာ။အခုနာမည်ကအလုံးနာမည်ကြီးလေ။ကျွန်တော်အခုခင်ဗျားလို့သိမ့်မမညာရှင်လုံးမှဆိုတော့သိမ့်မမညာရှင်နာမည်မျိုးလိုချင်တယ်လို့ရုတ်တရက်ထားပြောလိုက်တဲ့အခါကာရီကမေးရဘလို့ခေါ်ခံနေတာလဲလို့မေးလိုက်ပါတယ်။ဒူလက်စ်ကအိုက်ဆက်ဆိုရင်ဘလို့လဲလို့မေးလိုက်တော့ကာရီကအိုက်ဆက်နျူတန်လို့လား။အေးရလောက်ပါတယ်ကွာလို့ပြန်ပြောလိုက်ပြီး လူလက်ဆက်ကျင်းနဲ့သွားပါတော့တယ်အဲ့ချိန်မှာစလိုက်တီလဲဓာခွဲကန်းကိုရောက်လာပြီးတော့ဓာခွဲကန်းထဲကထွက်လာတဲ့ဒူလက်ကိုရုတ်တရက်တွေးလိုက်တော့လမ်းဖြန့်သွားပါတယ်ဒူလက်ကမင်းဘာလို့နေရလဲလို့မေးလိုက်တော့စလိုက်တီကအာသာဓာခွဲကန်းကနေတခုလိုတယ်ပြောလို့လာယူပေးတာလို့ပြောလိုက်ပါတယ်ဒူလက်ကဘာလို့ဒါလဲလို့မေးတော့စလိုက်တီလဲဘာဖြစ်မှမသိဖြစ်နေပြီဒူလက်ကငါတို့ဂိမ်းသွားကစားမလို့မင်းလိုက်ခဲ့လေပြီးရင်ပြန်ဖမ်းမိသွားမှာပေါ့လို့ပြောလိုက်ပါတယ်စလိုက်တီကမလိုက်တော့ဘူးငါခေါင်းရှင်းမို့လို့တယ်ငါလမ်းလျှောက်လိုက်အောင်မယ်လို့ပြောလိုက်ပါတယ်ဒူလက်ဆယ်စလိုက်တီပုံစံနဲ့မျိုးဖြစ်နေအောင်ကို တတိထားမိပေမဲ့ဘာဖြစ်နေမှန်းတော့မသိပါဘူးဒါမှမဟုတ်ကားရီကတော့စတိုက်ဒီတယောက်မော်ရိုနဲ့အဆက်အသွယ်လုပ်နေအောင်သိနေပြီးစတိုက်ဒီကိုတောက်ဆောက်စောင့်ကြည့်နေတာပါစတိုက်ဒီကမော်ရိုကိုလမ်းဆက်သွယ်ပြီးတော့ကျွန်တော်တက်ခွဲခံအောင်သွားကြည့်ပြီးပြီကျွန်တော်မလုံနိုင်ဘူးသူတို့ကကျွန်တော်တကယ်ချင်းတွေလေကျွန်တော်စိတ်မကောင်းပါဘူးလို့ပြောလိုက်တော့မော်ရိုကကောင်းလေစိတ်မကောင်းဆိုရယ်စကားအလုံးမဖြစ်ဘူးလေလို့ပြန်ပြောလိုက်ပါတယ်ပြီးတော့ငါအခုဘယ်ရောက်နေရလဲမသိလားအေးမေနဲ့စကားပြောနေတာ तू ကမင်းသေးပြီလို့ထင်နေတာလို့ပြောလိုက်တော့စတိုက်ဒီလည်းအံဟောသွားပါတော့တယ်မော်ရိုကစတိုက်ဒီရဲ့အိမ်ုံတကယ်ရောက်နေရဖြစ်ပြီးတော့ မင်းမယားပြောတယ်ကွာခဏနေမင်းကိုယ်ပြီးပြောင်းလာတော့မှာလေငါသူတို့နဲ့တွေ့ကျင်နေပြီလို့ပြောလိုက်ပါလေစတိုင်ဒီလဲမော်ရိုကသူ့ကိုချိန်ချောင်းနေစွာတီးသွားပြီးတော့မလုပ်ပါနဲ့တောင်းမယ်ပါလေဗျာကျွန်တော်ခင်ဗျားခိုင်းတာလုပ်ပေးပါမယ်လို့ပြောလိုက်ပါတော့တယ်စတိုင်ဒီကကျွန်တော်ဘယ်လိုလုပ်ရမလဲမသိဘူးကျွန်တော်တယောက်သေးဗျာသူတို့ကအများကြီးပဲပြီးတော့တနတ်တွေနဲ့လို့ပြောလိုက်တော့မော်ရိုကအေးမင်းဘာလုပ်ရမလဲဆိုတာငါပြောပြမယ်ဥကိုခိုးတော့မယ်စာမင်းလူတယောက်ကိုဓာခွဲကန်းနဲ့ခေါ်သွားမယ်မင်းကြတဲ့လူတယောက်ကိုခေါ်သွားလိုက်ဥရီကိုနီးကကြည့်ဖို့သူ့ကိုခေါ်သွားဥရီပေါ့ရင်တစ်ခုဖြစ်လိမ့်မယ်လို့ပြောတော့ စတိုက်ဒီကဘာလို့လို့လုံးမလဲလို့မေးလိုက်ပါလေအဲ့ချိန်မှာခါရီကလည်းသူတို့ပြောစကားကိုနားထောင်နေတာပါမော်ရိုကစိတ်မှုနဲ့အဲ့ရာမေးကိုမလို့ခြင်းဘူးအိုရန်ကတခုထွက်လာပြီးတော့အဲ့လူရဲ့မျက်နှာကိုတိုက်ခိုက်လိုက်ပြီးရင်သူလဲကျသွားလိမ့်မယ်အေးအဲ့ကြရင်မင်းသူ့ကိုခေါ်သွားဖို့တိတ်ဆိတ်တဲ့နေရလို့တယ်အကြိုက်မဟုတ်နှစ်ရက်လောက်ပဲကွာပြီးရင်အဲ့လူရဲ့မျက်နှာနဲ့အဲ့အကောင်ကွာကြလာလိမ့်မယ်အခုငါပြောတဲ့အတိုင်းလုံးလိုက်ပါလို့ပြောလိုက်ပါလေပြီးတော့မော်ရိုကမင်းမြန်မြန်တော့လုံးရမယ်နော်ပြီးရင်ငါ့ကိုလမ်းခေါ်လိုက်ငါအနီးနားမှာပဲရှိနေမယ်လို့ပြောလိုက်တော့စလိုက်တီက ျွန်တော်ခေါ်သွားသူကဘာဖြစ်မှလဲလို့မေးလိုက်ပါတယ်။မော်တို့ကသူတက်တော့တိတ်ကောင်းနေနေဖြစ်မှမဟုတ်ဘူးကွာလို့ပြန်ပြောလိုက်ပါတယ်။စတိုက်ဒီယံမလုံးချင်ဦးဖြစ်နေပြီးတော့တွေးဝင်နေတော့မော်တို့ကမေးမရမေးကိုစကားပြောချင်လို့လို့ပြောလိုက်ပါတယ်။ပြီးတော့စတိုက်ဒီတောက်သူ့မေးပြောတယ်။ဒါမင်းုံချစ်တယ်ဆိုရယ်စကားဆံကိုကြားလိုက်ရပါတော့တယ်။မော်တို့က24နာရီတွေလုံးကိုပြီးအောင်လို့မိမိဘာတွေကိုကာကွယ်ဖို့ဘာမှမစိုးလုပ်မယ်လို့ပြောဘူးတယ်မလား။အေးအခုအတိုင်းလုပ်တော့ငါပြောတော့ရှင်းလားလို့မေးလိုက်ပါတယ်။စတိုက်ဒီလည်းဘာမှမတတ်နိုင်တော့ပဲရှင်းပါလေလုပ်ပါမယ်လို့ပြောလိုက်ရပါတယ်။ နောက်တစ်ခါမှတော့ဂျိုးကသူညီမဝန်ဒီပါဝင်ကလေးတွေနဲ့ပန်းချန်ထဲမှာဂိမ်းစားနေကြပြီးတော့သူတို့အကုန်ကြီးမောပျော်ရွှင်နေကြပါလေအဲ့ချိန်မှာပဲ slide ရောက်လာပြီးတော့ဂျိုးကိုမြင်တော့ "तू ကဘာလို့ဒီမှာရှိနေရလဲငါကမှလည်းအကိုရှိတယ်လေငါတို့အလုံးမှာအမေတွေကိုတွေရှိတယ်ဒါပေမဲ့သူတို့ဒီမှာမရှိဘူးလေ तू ကြတော့မှဘာလို့ရှိနေရလဲ"လို့ဒေါသတကြီးနဲ့ပြောလိုက်ပါလေဝန်ဒီကနေပြောတာရိုင်းနေပြီနော်လို့ပြောလိုက်တော့ slide ကနင်းငါတို့ဆရာမဟုတ်ဘူးဒီထဲမှာကာလီကအကြီးဆုံးလားကာလီက၁၂နှစ်မလား तू လည်း၁၂နှစ်ပဲမလားလို့ပြောလိုက်ပါလေဂျိုးကတော့မင်းပြောတာမှန်တယ် မိမိသားစုအားလုံးဒီမှာရှိသေးတယ်လို့ပြောလိုက်တော့စမီးကလည်းဟုတ်တယ်ငါတို့မိသားစုနဲ့တွေ့ဖို့တောင်းဆိုသေးတယ်လို့ပြောလိုက်ပါတယ်ကာလီကတော့ငါတို့မောင်းထုတ်လိုက်မယ်ငါဒီမှာနေရတာပျော်တယ်လို့ပြောလိုက်တော့တူတက်စ်ကလည်းငါလေးဒီမှာသိပြန်များရှင်လုံးမှာပဲလို့ဝင်ပြောလိုက်ပါတယ်ဝန်ဒီကတော့သူတို့ညင်းနေအောင်ကြည့်ပြီးတော့ငါသွားတော့မယ်ကေဗလီယာတက်ခွဲကန်းနဲ့လာဖို့ခေါ်ထားတယ်လို့ပြောပြီးတော့ထားထွက်သွားပါတယ်အဲဒီညာဘက်မှာတော့ဝန်ဒီတယောက်တက်ခွဲကန်းနဲ့ရောက်လာပြီးတော့သူ့ကိုယ်ရဲ့အစုံထဲကိုထည့်ထားတယ်ဂျိုသားသားလောင်းကိုဂျိုသားဘာသာစကားတိုင်းစကားသွားပြောနေပါတယ် ဒါမှမဟုတ် slide တယောက်ကတော့ဂျိုးကိုစောင့်ကြည့်နေတာကိုမြင်တွေ့ရပါတယ်။ဝန်ဒီကတော့ဂျိုးသားဘာသာစကားနဲ့ဘာရီမှမသိပြောနေပြီးသူ့ကိုခါရိတ်ကတက်ခွဲကန်းဘင်းကနေရက်ကြည့်နေပါတယ်။ဝန်ဒီတယောက်စကားဆက်ပြောနေတော့မှအစုပ်ကြီးကလှုပ်လာပြီးတော့အထဲကနေတခုဖောက်ထွက်လာတာကိုမြင်လိုက်ရပါတော့တယ်။ဝန်ဒီလည်းနောက်ကိုကတ်ကြည့်လိုက်တော့မှအထဲကနေ Xenomorph အကောင်ပေါက်လေးကအစုပ်ထဲ့ထားတဲ့မှန်လောင်အင်ကိုခွဲပြီးတော့ထွက်လာပါတော့တယ်။ဝန်ဒီလည်းလမ်းဖြန်သွားပြီးတော့ Xenomorph အကောင်ပေါက်လေးကိုကြည့်နေပြီးအကောင်ပေါက်လေးကလည်းသူ့ကိုစိုက်ကြည့်နေခဲ့ပါတယ်။ဝန်ဒီက မွေလိုမျိုးပပင်းထောင်တဲ့ဇီလိုမော့အကောင်ပေါလေးနောက်တဖြည်းဖြည်းချင်းကတ်သွားပြီးတော့ဂျိုးသားဘာသာစကားနဲ့ပြောနေပါလေ။အိုင်မာနီဇီလိုမော့အပေါလေးနဲ့တဖြည်းနဲ့ငြိမ်ကြသွားပြီးတော့ဝန်ဒီကအကောင်ပေါလေးရဲ့ခေါင်းကိုကင်ကြည့်လိုက်ပါတော့တယ်။အပြင်ကနေကြည့်နေတဲ့ကားရီလဲဇီလိုမော့နဲ့ဝန်ဒီရဲ့ဆက်သွယ်မှုအန်ဩနေပြီးတော့ဇီလိုမော့လေးကတော့ဝန်ဒီကိုလုံးဝအန်ဒီရဲ့မပြီးတော့ပဲဝန်ဒီတယောက်ဂျိုးသားတွေနဲ့တန်ငယ်ချင်းဖြစ်လာခဲ့ပြီပဲဖြစ်ပါတော့တယ်။ โอเคပါဒီနေ့ရက်တိဆက်မှုကဒီလောက်ပဲဒါကတော့ကဘာကိုဖျက်မဲ့ချားသောရက်ကဂျိုသားတွေရဲ့အပိုင်း၄ဖြစ်ပါတယ်ခင်ဗျနောက်ထပ်ဘိုင်းဆက်တွေလည်းဆက်ပြီးတော့လာအောင်မှာဖြစ်တဲ့အတွက် channel subscribe လုပ်ဘေးနားအကောင်းအောင်နှိပ်ပြီးတော့စောင့်ကြည့်ပေးပါဦးအဲ့တော့ဒီနေ့မှာတစ်ဖက်ကျွန်တော်ကြော်ညာလေးဝင်ညာကဒီဘက်မှာလည်း series ရုပ်ရှင်ကားတွေကိုအမိုက်စားဇာတ်လိုက်တင်ဆက်ပေးသွားမှာဖြစ်ပြီးတော့တစ်ဖက်မှာ QN recap ဆိုတဲ့ channel ကလည်းရှိနေပါသေးတယ်ဒီတဲ့သူတွေလည်းသိမှာမသိတဲ့သူတွေလည်းရှားကြည့်ပါကျွန်တော်လင့်လည်းချပေးထားပါမယ်မင်းနေလည်းပြောပါဦးအဲ့မှာသွားပြီးတော့ subscribe လုပ်ပြီးတော့ခေါင်းလောင်းနှိပ်ထားမယ်ဆိုရင်တော့ ကားအသစ်တွေကိုကျွန်တော်အဓိကထားပြီးတော့တင်ဆက်ပေးမယ်ပြီးတော့အဲ့ဘက်မှာကိုရီးယားချစ်သူတွေများတဲ့အတွက်ကိုရီးယားရုပ်ရှင် series တွေကိုအဲ့ဘက်မှာလုံးမှာဖြစ်ပါတယ်အဲ့တော့အဲ့ channel ကိုလည်း subscribe လုပ်ထားမမှားဘူးပေါ့ဗျာနှစ်ဖက်စလုံးမှာကျွန်တော်အကောင်းဆုံးနေ့စဉ်ဖြစ်အောင်စူးစမ်းပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်အားလုံးစောင့်ကြည့်ကြအောင်ပြောရင်းနဲ့ဒီနေ့မှာအစားဆုံး live ပါကြည့်ရှုအားပေးတာကြောင့်ဘောရအားလုံးကျေးဇူးတွေတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ